ခေါ်ရအဲ့ရပါ့မယ်အော်ကျဲကျဲနေတက်ခွေးတွင်ပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီရဲ့လေကြောင်းဘုံကျဲတက်ခိုင်မှုအပါအဝင်ဒရုန်းတက်ခိုင်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွင်ကြောင့်ကျေးရွာ800ကနေအိမ်900ကျော်မိလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ် DMG ကကောက်ယူထားတဲ့စည်ရင်းတွေအရဖေဖော်ဝါရီ20ရက်ကနေ every 15ရက်အထိဦးကင်းကရက်တိန်ဖရောက်ရှောင်းကတ်တပြေ Grand Shine ထောက်ချောင်းပြင်းရှင်တဲ့ဂလဘာကြီးရွာတွေမှာ နေအိမ်920လဲအိမ်ထက်မနည်းပျက်စီးခဲ့တာပါရရှိထားတဲ့စည်ရင်းတွေအရဦးကင်းကြီးရွာမှာနေအိမ်180ကက်တင်ကြီးရွာမှာနေအိမ်190လဲအိမ်ထောက်ချောင်းကြီးရွာမှာနေအိမ်120 Grand Shine ကြီးရွာမှာနေအိမ်18ဆောင်းကက်တပြေကြီးရွာမှာနေအိမ်15ဆောင်းထောက်ချောင်းကြီးရွာမှာ နေအိမ်စစ်3ဆောင်ပြင်းရှင်ကျွာမှာ နေအိမ်2ဆောင်နဲ့ဂလဘာကျွာမှာနေအိမ်2ဆောင်ဖြစ်ပါတယ်။အဲ့ဒီကျွာသားတွေဟာ နေရက်ကိုစွန့်ခွာပြီးတော့လက်ရှိမှာတော့ဆွေမျိုးရှိရာအခြားကျွာတွေနဲ့ ULAAA ကစီစဉ်ပေးထားတဲ့နေရာတွေမှာနေထိုင်နေကြပြီးတော့သူတို့ရဲ့နေထိုင် စားသောက်ရေးတပ်အခက်ခဲတွေကြုံနေကြရတာပါ။စစ်ကောင်စီရဲ့လောက်ရဲ့ကြောင့်နေအိမ်တွင်ပျက်စီးခဲ့ရတဲ့ကျေးရွာတွေအပြင်ကြောက်ဖြူမြို့နယ်ကနောက်ထပ် နှမ်းပြတောင်ပြိုင်းစစ်ကဲဂန္ဒီမင်တပ်တောင်ဝတ်တော်မအူတော်ကလပါတောင်ကြီးစတဲ့120ခန်းကဒေသခံ2400ကျော်ဟာနေရာကိုစွန့်ခွာနေကြရပါတယ်လက်ရှိမှာကြောက်ဖြူမြို့နယ်ကစစ်တော်ကြီးရွာနှမ်းပြတောင်ကြီးရွာနဲ့ပြင်ရှေကြီးရွာအနီးတွင်မှာတိုက်ပွဲတွင်ဖြစ်နေကြပါတယ်ဒါပေမဲ့လည်းတိုက်ပွဲဧရိယာမဟုတ်တဲ့ စင်ပေါက်မင်းပြင်းနဲ့ဇင်ချောင်းကျေးရွာတွင်ကိုပါစက်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုတွေမကြာခဏပြုလုပ်နေတာလည်းဖြစ်ပါတယ်ခင်ဗျာ။